မန္တလေးတိုင်းဒေသကြီးအတွင်းတိတိတတာအေးပို့လာနိုင်မြန်မာနိုင်ငံအတွင်းမှာစောင်းရသည်ဝင်ရောက်လာပြီးဖြစ်တဲ့အတွက်အေးရသည့်တိုင်းဒေသမှာဆိုရင်အေးသက်တွေကိုတိတိတတာတိုးလာနေပြီဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်းအေးသက်တွေပုံမတိုးလာနေပြီဖြစ်တဲ့အတွက်အမြင့်ဆုံးအပူချိန်28ဒီဂရီစင်တီဂရိတ်အနည်းဆုံးညအပူချိန်14ဒီဂရီစင်တီဂရိတ်အထိကင်းစင်မာပြီးတိတိတတအေးပိုလာပါတယ်။လက်ရှိအနေအထားအရတော့အေးပုံမလာနိုင်တယ်လို့သိရပါတယ်။ လေထုဆိုထိုင်းဆောင်အနေနဲ့ကတော့နီးလေပိုင်း60ရာခိုင်နှုန်းနနက်အစောပိုင်းတွေမှာဆိုရင်တော့90ရာခိုင်နှုန်းအထိရှိတယ်လို့သိရပါတယ်လေထုဆိုထိုင်းစာမြင့်တက်လာတဲ့အတွက်မန္တလေးတိုင်းအတွင်းကမြို့နယ်ခရိုင်တွေမှာခန်းစားရတဲ့အပူချိန်က30ဒီဂရီစင်တီဂရိတ်အထိပဲရှိနိုင်တော့တယ်သိရပါတယ်ဒါအပြင်တိုင်းအတွင်းမှာလေထုညဉ့်ညောင်းအမြင့်ကိန်းက EQI value အမြင့်ဆုံး100ကနေ150အထိရှိနိုင်တဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းတဲ့သူတွေသတိထားရမယ့်အနေအထားတစ်ခုဖြစ်တယ်လို့သိရပါတယ်